်မင်္ဂလာပါရှင်ဒီမှာတော့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစစ်ကောင်စီတပ်ကမေလ6ရက်နေ့ကနေ31ရက်နေ့အထိပြည့်ခတ်ရက်စဲရေကာလအဖြစ်ထပ်မံတိုးမြင့်ကြောင်းကြေညာခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေရလို့တောင်းတက်မတော် PSLF TNL ကမေလ9ရက်နေ့ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ကတောင်ပြည်နယ်အတွင်းထိုးစစ်ဆင်တာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေဒရုန်းအသုံးပြုတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဆိုပါရယ် နောင်ချုံမြို့နယ်ကိုစက်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးမေလ၈ရက်နေ့တနေ့ထဲမှာတဲ့ NLA အဖွဲ့နဲ့ထိတွေ့တိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့ပြီးလက်နက်ကြီး drone ဘုံအစိမ့်ငွေဘုံတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အသက်၅နှစ်အရွယ်ကလေးငယ်အပါအဝင်ဒေသခံ၄ယောက်သေဆုံးခဲ့ပြီး9ယောက်ဘုံစားထိမှန်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ ။တောင်ပြည်ကဒေသခံတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကနေရှောင်ရှားနိုင်ဖို့စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ဖို့ TNL ကထုတ်ပြန်ထားပါတယ်ရှင်။ ARD တိုင်းကံကြီးတောင်မြို့နယ်တကမြို့အုပ်ချုပ်ရေးမှူးကစစ်မှုထံအသက်ပြည့်မီသူရှိတဲ့အိမ်တွေကိုတအိမ်ကျက်တသိန်း၃၀၀အထိကောက်ယူနေတာကြောင့်ဒေသခံတွေခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ မေလ၈ရက်နေ့ကစတင်ပြီးစစ်ကောင်စီခန့်တကမြို့အုပ်ချုပ်ရေးမှူးကြော်ကြောက အသက်၈၈နှစ်ကနေ35နှစ်အတွင်းရှိတဲ့နေအိမ်တွေကိုတိမ်ငိုကျက်3000အထိကောက်ယူနေတာလို့ဆိုပါရယ်။ ။အောက်ချိုရီမိုးကမောင်မောင်မာမာကိုပြောဆိုပြီးပတ်စံတောင်းယူနေတာဖြစ်ပြီးမပေးရင်ကိုသားသမီးတွေကိုစစ်မှုထမ်းစီးရင်နဲ့ပါသွားမှာကြောက်ရကြောင်းသားသမီးမရှိတဲ့အိမ်တွေကအဖမ်းခံရမယ်ဆိုပြီးအောက်ချိုရီမိုးကပြောပြီးကောက်နေတာကြောင့်နီးရဒါကြောက်နေရတော့ထည့်နေရတာကြောင့်စစ်မှုထမ်းဖို့အသက်မီတဲ့လူ၄ယောက်ရှိလေဒီနှုံးသားအတိုင်းပဲ၅သိန်းကျော်ထည့်ရတယ်လို့တကားမြို့ကန်တယောက်ကပြောပါရယ် တကားမျိုးအုပ်ချုပ်ရေးမှူးကျော်ကျော်ဟောင်းစစ်မှုထမ်းအကြောင်းပြပြီးရှေ့အပတ်စဉ်တွေကကောက်ယူထားတဲ့ငွေတွေကိုစစ်ကောင်စီတပ်ကိုခွဲပေးပြီးကျန်တဲ့ငွေတွေကိုကိုကျိုးအတွက်အသုံးပြုကစစ်မှုထမ်းမိသားစုတွေနဲ့စစ်မှုထမ်းလူငယ်တွေကိုမပေးဘူးလို့ဒေသခံတွေစီကသိရပါပါတယ်ရှင်။ အပြည့်ရဆက်ရေးကြီးညာပြီးထိုးစစ်တွေဆက်လုပ်နေတာကြောင့်အာနာသိန်းစစ်ကောင်စီရဲ့အပြည့်ရကြီးညာချက်ဟာနိုင်ငံတကာအမြင်ကောင်းအောင်ဟန်ပြလုပ်နေတာသာဖြစ်တယ်လို့ပြည်သူတွေကပြောနေကြပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အာနာသိန်းစစ်ကောင်စီကမေလ6ရက်ကနေ31ရက်အထိယာယီပြစ်ခတ်တိုက်ခိုက်မှုရဆက်ရေးကာလအဖြစ်ထပ်မံတက်တန်းတိုးလိုက်ကြောင်းမေလ6ရက်နေ့ကကြီးညာခဲ့ပါတယ်။ရဆက်ရေးအတွက်ထုတ်ပြန်ချက်ကို မြန်မာတက္ကသိုလ်1389ခုနှစ်ကစုံလာဆန်းစေရင်2025ခုနှစ်မေလ6ရက်ဒီကနေ့ရက်စွဲဖြစ်ထုတ်ပြန်ပါရင်အဲ့ထုတ်ပြန်ချက်အပြည့်ဆုံးမှာအပိုက်တဲ့ဒါပေမဲ့မကြီးညာခင်နဲ့ကြီးညာပြီးဒီကနေ့အထိလေတနိုင်ငံလုံးမှာလေချောင်းတက်ခိုက်တာတွေလက်လက်ကြီးပြစ်ခတ်တာတွေကိုစစ်ကောင်စီကပြုလုပ်နေတာပါနိုင်ငံတကာမှာသူချပြကြတယ် ပစ်ခတ်ရက်ဆဲရဆိုတော့ဒါပြောမယ်ဆိုလို့ရှိရင်အသူတော်ကောင်းတရားသူများကိုချပြနေတာပေါ့နော်နိုင်ငံတကာကိုချပြနေတာဒါ for sure ပဲဒါပေမဲ့တကယ်တမ်းပြည်တွင်းမှာကျတော့အာတခြားမှာပြောတယ်ကျတော့မိုးကုတ်တို့ကိုကြည့်မယ်ဆိုလို့ရှိရင်ပြောတော့အပစ်ခတ်ရက်ဆဲပြောတယ်သို့တော်လည်းပဲသူ့ရဲ့အသူလိုချင်တဲ့ဟာမရဘူးဆိုလို့ရှိရင်ဒါဘလောက်ပဲပြစ်ခတ်ရက်ဆဲပြောပြောကျဲနေတာပဲလေကျတော့ဒါပြည်သူတွေအတွက်ဒါဆိုလို့ရှိရင်ဒါနိုင်ငံတကာကိုအပြစ်ခတ်ရေးဆိုပြီးချပြပေးမယ်လေဒီဟိုစဘုံကျဲတာတွေပေါ့နော် လုံးမမဟုတ်ဘူးပေါ့အာဒါကြောင့်မို့ဒီအပြစ်ခက်ရေးစိတ်လောက်တာတို့ဘာလို့ဆိုတာက तू သူ့အတွက်ကိုပဲ तू ဥတီဗီ तू လုံနေတဲ့အနေထားတစ်ခုဖြစ်တယ်ဆိုတာကိုသိတာနေတာပဲအခုလိုစစ်ကောင်စီကနောက်ဆုံးအကြိမ်မေလ6ရက်နေ့ကအပြစ်ရကျင်းညာပြီးချိန်မှာလဲဗမော်ကံကောတပိတ်ချင်း နထိုးကြီးမင်းတက်ညောင်လေးပင် ကော့ကရိတ်နဲ့တခြားမြို့နယ်တွေမှာလဲလေချောင်းဘုံကျဲတိုက်ခိုက်တာတွေကြောင့်တန်ဃာတော်တပားပါဝင်အ ਨੇ စုံ16ဦးအသက်ဆုံးရှုံးခဲ့တာပါ တို့အပြစ်ခတ်ရဆဲဆိုတာဟန်ပြဒါနိုင်ငံတကာမှာခုနလိုမျိုးပေါ့နိုင်ငံတကာထွက်ပြီးတဲ့ခါကျရင်တို့မေးတဲ့ခါကျရင်တို့ကသူ့ရောကောင်းပေါ့နော်အဲဟိုပြောမှဆိုရင်မိစ္ဆာဘလူးကိုအရေးခြုံထားတာပေါ့အဲအရေးခြုံအပေါ်လွာဟန်ပြဖို့အတွက်ဒါအပြစ်ခတ်ရဆဲဆိုပြီးပြောတယ်အဲအဲ့လိုပြောပေမဲ့လည်းပဲဒါနိုင်ငံတကာကကြတော့တို့ခုသွားတဲ့ခါတို့ပြောတဲ့စကားလောက်ကိုနားထောင်ကြည့်တာပေါ့နော်တို့ကပြည်ရင်းမှာဖြစ်နေတဲ့အသေးစိတ်ဒီတေးကိုမသိကြဘူး အဲ့ပြည်ရင်းမှာကြာသူလှုပ်ထင်တဲ့လှုပ်ထင်တိုင်းဘုံကျဲတက်ဖြက်နေတာဒါပြောမှဆိုတော့ဟန်ပြပေါ့နော်ဟိုနိုင်ငံမှာပြရုပ်ကောင်းတသက်အတန်ကောင်းဟစ်တာလို့ပဲမြင်ပါတယ်။စကိုင်းကလေးငယ်ကြေးရေးတွေစစ်ကောင်စီကဧပြီလ၂ရက်ကနေ30ရက်နေ့အထိအပြစ်ခတ်ရဆဲရေးကိုနှစ်ကြိမ်တက်တန်းတိုးခဲ့တာပါ။အဲ့ဒီနောက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကဧပြီလ30ရက်မှာတက်တန်းတိုးဖို့တိုက်တွန်းခဲ့ပေမဲ့လေမေလ၁ရက်နေ့မှာတက်တန်းမတိုးဘဲ ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ်80ပြည့်ပွဲတက်ဖို့မေလ9ရက်မှာသတင်းထုတ်ပြန်ပြီးနောက်တစ်နေ့မှမှအခုလိုတက်တန်းတိုးလာတာပါ तू ကပြောတာတော့အပြစ်ခတ်ရဲစဲကြီး तू တို့ကနိုင်ငံခြားခီးစင်တွေသွားမယ်တခုခုလုပ်မယ်ဆိုရင် तू ကအပြစ်ခတ်ရဲစဲကြီး तू ထထပြီးကြီးညာွားတယ်သို့တော်တကယ်တမ်း ်ဖြစ်မှာဖြစ်မလားပဲလေသူ့လူတွေအောက်ကနေပုံချဲနေတော့တတ်နေတော့ဖြတ်နေတော့မယ်ဆိုတော့ဒါကသူ့ပြရုပ်တစ်ခုနေနဲ့ပဲလှည့်စားတာပေါ့နော်ကမ္ဘာနိုင်ငံနိုင်ငံကောင်းဆောင်တွေရောဒီဘက်ကမြန်မာနိုင်ငံပြည်သူတွေရောလှည့်စားဒါမှဒါပေမဲ့ကျွန်တော်တို့နိုင်ငံပြည်သူတွေတော်တော်များများသူ့ကိုမယုံကြည်ကြတော့ပါဘူးစကိုင်းငလျင်ဘေးတင်ပြီးချိန်ကဆလို့ဒီကနေ့အထိတလကျော်ကာလအတွင်းငလျင်ကူညီရေးလုပ်နေကြတဲ့အချိန်မှာပဲအပြစ်ရပ်ထားတဲ့ဂျားကလေချောင်းတိုက်ခတ်မှုအကျဉ်း900ကျော်ပြုတ်လုပြီး ြည်သူ350လောက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ Yao Korea ကောင်းဆောင်ခင်ဂျွန်အောင်ဟာမေလ9ရက်နေ့ကသူ့သမီးနဲ့အတူဖြောင်းရမ်းမှရှိတဲ့ရုရှားတန်ယုံကိုရှာရှာပပလာရောက်ခဲ့ပြီးတော့ Soviet Union အောင်ပွဲခံတဲ့အထင်အမှတ်ရုရှားရဲ့အောင်ပွဲနေ့ကိုဂုဏ်ပြုခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာ KCN တွေကအစီရင်ခံပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာကာလာကြာရှည်မြောက်ကိုရီးယားရုရှားဆက်ဆံရေးနဲ့ပတ်သက်ပြီးအစဉ်အလာကုန်ရည်ကြီးမြတ်တဲ့အတွေးခေါ်ခံယူချက်သဘောတရားနဲ့မရင်းရိုင်နိုင်တဲ့မဟာမိတ်ဆက်ဆံရေးတို့ကိုခိုင်မာအောင်ဆက်လက်မြင့်တင်သွားမယ်လို့ကင်ဂျောင်ကပြောကြားခဲ့ကြောင်း KCN ကထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ထောင်နဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေကိုမကြုံစဘူးတပ်ဖြန့်ကျက်ချထားမှုအပြင်အမြောက်ကြီးတွေနဲ့ဒုံးကြီးတွေပမာဏအမြောက်အများပေးပို့ခဲ့မှုတွေကြောင့်ရုရှားအနောက်ဘက်ကားစတေတာတွေကိုယူကရိန်းကျူးကျော်မှုကိုပြန်လည်တွန်းလှန်တာမှာအကူအညီဖြစ်စေခဲ့ပါတယ်။ဒါအပြင်စီးပွားရေးအရာရောနိုင်ငံရေးအရာပါပိတ်ဆို့ခံထားရတဲ့မြောက်ကိုရီးယားနဲ့ရုရှားတို့ကိုလည်းပုံမနီးကပ်လာစေခဲ့ပါတယ်ရှင်။ TVU မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်